မိတ်ဆက်များအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရကန်အပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ငံရေးလှုပ်ရှားသူများနဲ့ CDM များကိုဖမ်းဆီးရန်တို့ကအကြံပေးစစ်တပ်က PSMS application ကိုအစင်းမြင့်တင်နေပြီးအမီးပြဆင်းသွင်းထားသူရေတွက်ကိုထပ်တိုးလိုက်ကောင်း ရေဝက်ရုံးသားတွေပေါကြားမှုကိုအလွယ်တကူစစ်ဆေးဖို့ထုတ်ရေယူနိုင်တဲ့စနစ်လုံဆောင်ရန်ညွှန်ကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အချမ်းဘက်စကောင်းစီကလိုရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူတွေ CDM များနဲ့စစ်ပြေးရေပြေးများကိုဖန်ဆီးနိုင်ရေးအတွက် BSMS application ကိုအစင်းမြင့်တင်ပြီးအမီးပြက်စီးရင်တွင်ထားသူများရဲ့အရေးအတွက်ကိုလည်းထပ်တိုးဖို့ညွှန်ကြားထားတယ်လို့ပြည်ထောင်ဝန်ကြီးဌာနထံကနေသိရပါတယ်။လက်ရှိမှာအချမ်းဘက်မင်းအောင်လှိုင်ခေါင်းဆောင်နဲ့အမျိုးသားကားကွယ်ရေးနဲ့လုံခြုံရေးကောင်စီက လူမှုကွန်ရက်ဆောင်ကြည့်မှုနဲ့စိမ်းမံကောင်းကွက်မှုစနစ်ဖြစ်တဲ့ BSMS application ကိုလုံခြုံရေးအဆင့်မြင့်တင်ခြင်းအမည်မဲ့စရဲများထပ်တိုးခြင်းကိုယခုအောက်တိုဘာလတွင်လုံဆောင်ရန်ညွှန်ကြားထားကြောင်းအဲ့ဒီညွှန်ကြားချက်ကိုပြည်내နဲ့တိုင်းဒေသကြီးများအားလုံးတို့ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်းအထူးကအပြင်ရဲတပ်ဖွဲ့ကအကောင့်ထဲပို့ဆောင်နေရခြင်းဖြစ်ကြောင်းသိရပါတယ်အချမ်းမတ်ဆက်တက်ကအကောင့်ထဲပေါ်နေတဲ့ BSMS application မှာလူဦးရေ9000ကျော်ကိုခဏဦးထည့်သွင်းခဲ့ပြီးတော့ယခုကအရေးအတွက်တိုးမြင့်လာတာလည်းဖြစ်ပါတယ် ်ရုရှားကအဓိကတာဝန်ယူရေးဆွဲပေးတယ်အဆိုပါ PSMS application ကိုအချမ်းဘက်စကောင်းစစ်ကရေးဆွဲထုတ်လုပ်လိုက်ပြီးတော့အဆိုပါ application ဟာစက်တက်ရဲနဲ့လာဝါကများတည်တံ့အသုံးပြုစစ်ဆေးရတာဖြစ်ကြောင်းစစ်ဆေးရေးကိတ်များလေးစိတ်ရေးစိတ်မျိုးဝင်ထွက်ဂိတ်တင်တဲ့ကားဂိတ်များမှာရှိတဲ့စကောင်းစစ်တပွဲဝင်များထွေးဦးရဲနဲ့လာဝါကများထံကို application များချထားပေးကြောင်းအစောပိုင်း application များကိုဝင်ရောက်ရန်ဂျီးနဲ့ပတ်ဆော့အများကိုစကောင်းစစ်ကတင်းချက်စစ်စစ်စွာချပေးထားပြီး အစိုးရ BSMS application အတွင်းမှာရှိတဲ့ချက်လက်များကိုနေပြီးတော့ကဓာတ်ရိုက်ထိန်းချုပ်တာကြောင့်အစိုးရ BSMS application ထဲမှာစကားစကားလိုရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူတွေ CDM များနဲ့စပြေးရေးပြေးများကိုအဓိကဖမ်းဆီးနေတာဖြစ်ကြောင်းသိရပါတယ်။ဒါပြင်ချမ်းပတ်စကားစကားလုံခြုံရေးစစ်ဆေးရန်တည်တံ့ထုတ်လုပ်ထားတဲ့အစိုးရ BSMS application ကို၎င်းတို့အတိမပြုတ်ထားတဲ့ဖုန်းနဲ့ကွန်ပျူတာများမှသာဒေါင်းလုဒ်လုပ်နိုင်ပြီးတော့အခြားကွန်ပျူတာနဲ့ဖုန်းများကကူးယူခြင်းမပြုနိုင်ပဲလုံခြုံရေးအဆင့်မြင့်ကြောင်း လက်ရှိမှာစကားစကားလိုရှိနေတဲ့လူ9000ရဲ့ကိုရေးချက်လက်တွေကိုနယ်စရင်ဖိုင်9ခုနဲ့ blacklist အမည်ပြစရင်ဖိုင်တို့အမည်ပေးထားကြောင်းသိရပါတယ်။ဒါပြင်ဂျမတ်စစ်တပ်ကထုတ်ပြန်ညွှန်ကြားတဲ့လေဝဲရုံစများကိုရန်ကုန်ခေတ်တဲ့သတင်းဌာနပါဝင်လူမှုကွန်ရက်တို့ပေါကြားနေမှုများနဲ့ပတ်သက်ပြီးလွယ်ကူစွာစစ်ဆေးဖော်ထုတ်နိုင်တဲ့စနစ်ကိုလည်းဗီဒီယိုဝင်ကြီးဌာနကဦးဆောင်ပြီးတော့အများဆုံးကောက်တဲ့အဖို့ဆောင်ရွက်ရန်လည်ညွှန်ကြားထားတယ်လို့သိရပါတယ်။အခုရုံစားတွေမှာဌာနတွေကိုပေးပို့တဲ့အခါ မမြင်နိုင်တဲ့လျိုးဝက်ကုတ်တွေကနန်းတွေထည့်သွင်းဖို့လုပ်နေတာရှိပါတယ်။တကယ်လို့ရုံသားကိုတပုံးရိုက်ပြီးတော့လူမှုကွန်ရက်ကနေပေါက်ရင်အဲ့ဒီမမြင်နိုင်တဲ့လျိုးဝက်ကုတ်တွေကနန်းတွေကိုဖော်ပြီးတော့ဘယ်ဌာနကပြန်လာလဲဆိုတာကိုဖော်ထုတ်နိုင်ဖို့လုပ်နေတာတွေရှိတယ်လို့နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကပြောပါတယ်။အကြံပတ်မင်းအောင်လင်ကစစ်တပ်နဲ့ဌာနဆိုင်ရာသတင်းများပေါက်ကြားမှုနဲ့ပတ်သက်ပြီးအစိုးရကိစ္စရပ်တွေအပေါ်ပြင်းပြင်းထန်ထန်ဖော်ထုတ်ရေးယူရန်2021ခုနှစ်ဆက်ရနာတင်ချိန်ကလေးကညွှန်ကြားခဲ့ပေမဲ့ ဒီကနေ့အချိန်ထိအဆိုပါပေါကြားမှုတွေကိုစစ်တပ်ကထိရောက်စွာတားဆီးနိုင်ခြင်းမရှိသေးဘူးလို့နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်များထံကသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာစစ်တပ်ရဲ့ KK ပတ်စီးနှင်းမှုဟာအတိုးရောင်တာဖြစ်ပြီးလက်ရှိပြဿနာအလုံးရဲ့ဇင်းမြစ်ဖြစ်တဲ့မြန်မာစေအုပ်စုကိုရေးယူမှသာမြန်မာရေးကိုဖြည့်ရှင်းနိုင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပြခဲ့တဲ့ရပိုင်းတွင်ကမြန်မာစစ်တပ်ရဲ့ KK ဘက်ကိုဝင်ရောက်စီးနှင်းမှုဟာအတိုးရောင်တာဖြစ်ပြီး လက်ရှိပြဿနာအလုံးရဲ့ဇင်းမြစ်ဖြစ်တဲ့မြမဆေဟုစုကိုရေးယူမှသာလျှင်စိုက်ပါပြည်မှုအချက်တဲတာမကမြမအချက်တဲကိုပါအပြီးတိုင်မြေပြတ်ဖြစ်ရှင်းနိုင်မှာဖြစ်တယ်လို့ Justice for မြမ JFN ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်မြမဆေဟုစုဟာနာမည်ဆိုးနဲ့ကြော်ကြားတဲ့ GK ပတ်စိုက်ပါငွေလိန်ခြံဝန်းကြီးကိုရောင်ပြစင်းနှမှုတရက်လှုပ်ဆောင်ခဲ့ကြောင်းအဆိုပါစကားဆရဲ့ဟန်ပြဝင်အောင်စင်းနှမှုတို့မှာစတားလင်းဆက်အလုံး30နဲ့အတူအလုံးတမ1198ဦးကိုစက်တကဖမ်းဆီးခဲ့တယ်လို့ဖော်ပြပါရှိပါတယ် လက်ရှိမှာမြန်မာစစ်တပ်ဟာ၎င်းရဲ့လက်အောက်ခံ KN နဲ့ဂျာဆောင်တပ် BGN နဲ့အတူမြေယာထိန်းချုပ်မှုနဲ့စစ်ပွားရေးလိမ်လည်မှုတွေကျူးလွန်ခဲ့ရမှာအစအုပ်များမှာစစ်ပွားရေးရာယူမှုအခွန်ကောက်ခံမှုလုံခြုံရေးဝန်ဆောင်ပေးမှုတရားမဝင် ကုန်သွယ်မှုလူကုန်ကူးမှုနဲ့လူသုံးကုန်ထိန်းချုပ်ရောင်းချမှုကဲ့သို့သောနိုင်ငံဖြတ်ကျော်ရာဇဝဲမှုများမှနေအကျိုးအမြတ်ရရှိနေခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြပါတယ်။ဒါပြင်နိုင်ငံတကာရေးယူမှုများအနေနဲ့အမေရိကန်ပြည်ထောင်စုရဲ့ကရင်နယ်ခြားဆောင်တဲ့ BGF ပေါ် တန်ခတ်ပိတ်ဆို့ခဲမှုအကြောင်းလေးကိုဖော်ပြရမှာ BGR တပ်ဖွဲ့ဝင်တွေဟာ KK ဘက်ကိုလုံခြုံရေးပေးနေတယ်လို့စီရင်ခံခဲ့တယ်လို့2024ခုနှစ်ကသုတေသနစာတမ်းမှာလည်းလက်ရှိကရင်နယ်ခြားဆောင်တပ်တွေဟာ KK ဘက်မှာလုံခြုံရေးပေးနေတယ်လို့ဖော်ပြထားပါတယ်။ဒါပြင်ဥရောပသမဂ္ဂရဲ့ပိတ်ဆို့တန်ခတ်မှုများမှာလည်းလက်ရှိကရင်နယ်ခြားဆောင်တပ်ဒုတိယဗိုလ်မှူးကြီးစောင်းမှုတုံနဲ့ဗိုလ်မှူးစောတင်ဝင်းတို့နှစ်ဦးကို KK ဘက်မှာပါဝင်ပတ်သက်သူအကျိုးမြတ်ရရှိသူတွေဖြစ်တတ်မှတ်ဖော်ပြပြီးတော့တန်ခတ်ပိတ်ဆို့ခဲ့တယ်လို့ JFN ကဆိုပါတယ်။ ဒါပေမဲ့စင်စစ်မြန်မာစစ်တပ်ရဲ့ကိုယ်ကဲမှုအောက်မှာရှိတဲ့သောချဲတုန်နဲ့ KNN ဂျာဆောင်တက်ခေါင်းဆောင်များရဲ့နိုင်ငံဖြတ်ကျော်ရာဇဝဲမှုများမှာပါဝင်ပတ်သက်မှုဟာ KK ပတ်သက်ပင်များစွာကြော်လွန်ကျပြတ်နေတယ်လို့ဆိုပါတယ်။သောချဲတုက၎င်းနဲ့တာသမီတွေဟာလက်ရှိ KNN ဂျာဆောင်တက်ကုမ္ပဏီကိုကူကိုအတူတကွပိုင်ဆိုင်ထားပြီးတော့အဲ့ဒီတဲကကုမ္ပဏီနှစ်ခုဟာစိုက်ဘာငွေလိမ်ခြံကြီးတွေမှာယင်းနှမြုံနှံထားတယ်လို့ Justice for Myanmar ကရကင်းကထုတ်ပြန်ခဲ့ပြီးလည်းဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာပြည်တွင်းဥပဒေနဲ့၎င်း ိုင်ငံကဥပဒေပါဖွင့်ဆိုချက်နဲ့၎င်းလက်ရှိမှာအကြံပတ်ဖွဲ့စည်းတည်ရဖြစ်တယ်လို့မြန်မာပြည်သူများမြန်မာနိုင်ငံအတွင်းနဲ့ဒေတာဖြတ်ကျော်လို့စိုးလိုက်အပြုံလိုက်အာဓမပီအားပေးဖြောင်းရွှေ့စေမှုကြီးတွေတာဝန်ရှိသူဖြစ်ပြီးဒေတာတွေမတင်ငြိမ်မှုရဲ့အဓိကရေတောင်းမြစ်လက်သက်တရကံဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်စိုက်ဘာငွေလိမ်လုပ်ငန်းများကိုကင်တွဲဖြည့်ရှင်းမဲ့နိုင်ငံတကာကအရေးယူဆောင်ရွက်မှုတွေဟာမြန်မာစစ်တပ်နဲ့၎င်းရဲ့ပြည်သူ့စစ်အဖွဲ့တွေကိုကျယ်ပြန့်စွာပြစ်မှတ်ထားဆောင်ရွက်ရမှာဖြစ်တယ်လို့ JFN ကတတိပေးပြောဆိုပါတယ်။ ။ဒါပြင်အဲဒီလိုဝင်ရောက်စီးနင်းမှုဟာအာဆီယံထိပ်သီးစီဝေးမတိုင်မီအချိန်ကြိုက်လုံဆောင်ကြတာဖြစ်ပြီးတော့ဒါကနိုင်ငံဖြတ်ကျော်ရာဇဝဲမှုတွေနဲ့လူကုန်ကူးမှုတွေမှာပါဝင်နေတဲ့အကြမ်းဖက်ဆဲအုပ်စုနဲ့၎င်းရဲ့လက်အောက်ကံကေရင်နယ်ခြားဆောင်တပ်တွေရဲ့အဓိကအခန်းကဏ္ဍကိုအာယုံပြောင်းလှည့်စားရန်ဂျိုးပတ်မှုတည်းရဖြစ်တဲ့တော့လာမယ့်အာဆီယံထိပ်သီးစီဝေးမှာအစိုးရများအနေနဲ့ဆဲအုပ်စုနဲ့၎င်းတို့တရားဝင်မှုရရှိရန်ဂျိုးပတ်နဲ့အတူရောက်ရွေးကောက်ပွဲကိုပြတ်သားစွာဆန်းကျင်ရည်တိကြရန်လည်းတိုက်တွန်းတောင်းဆိုပါတယ် အလားတူအာဆီယံနဲ့နိုင်ငံတကာအတိုင်ဝန်းအနေနဲ့အကြံဖတ်စက်တက်ကိုဖျက်သိမ်းပြီး Federal Democracy တိဆောက်ရေးတွင်မြန်မာပြည်သူများရဲ့ရုံးကန်လှူရှားမှုတွေကိုပံ့ပိုးကူညီခြင်းဖြင့်သာ Cyber ပြမှုအကြမ်းတဲနဲ့မြန်မာကျက်တဲတို့ကိုအပေးတိုင်အမြဲပြတ်ဖြည့်ရှင်းနိုင်မှာဖြစ်တယ်လို့ Justice for မြန်မာကထုတ်ပြန်ကြေညာထားပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြိန်နဲ့နောင်ချိုးမှာစစ်မှုတန်တသားတဲ့နှစ်ဦးနဲ့စစ်သားတအူးတို့လက်နက်ထက်ယူဆောင်လာပြီးလင်းဝင်ကြတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။ တနင်္လာရီတိုင်းမိခိယိုင်ခြေဆိုင်ခါလာရ103တက်ရဲမှစမှုတံတသားတဲ့တဦးနဲ့စစ်သားတဦးတို့တနက်တလဲယူဆောင်လာပြီးလေဝင်ရောက်ခဲ့တယ်လို့တနင်္လာရီမျိုးနဲ့ပြည်သူ့ကော်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့နဲ့အောက်တိုဘာလ2ရက်နေ့တွေမှာမိခိယိုင်ခြေဆိုင်ခါလာရ103တက်ရဲမှစမှုတံတသားတဲ့တဦးနဲ့စစ်သားတဦးတို့ဟာတနက်တလဲကိုယူဆောင်လာပြီးနေနိုင်မျိုးနဲ့ပြည်သူ့ကောက်ွယ်ရေးဖွဲ့ထံဆက်သွယ်ပြီးလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုလင်းဝင်ရောက်လာတဲ့သူနှစ်ဦးကို ဂုံပြုဆုံးဝေးချင်းမြင့်ဖို့ရှိပါတယ်။အခုကျွန်တော်တို့တင်း60ချင်းမြင့်ဖို့ရှိပါတယ်လို့ဒီသူကားဝေးရေးတပွဲမှာတာဝန်ရှိသူကပြောပါတယ်။အစောပိုင်းစက်သားနှုတ်ဟာအမေတူတနက်တလက်ဂျီပေါက်လေးကိုဂျီစံ260တောင်းတို့ကိုယူဆောင်လာကြကြောင်းလက်ရှိချိန်မှာ၎င်းတို့ကိုနှွေးသွေးစွာကြိုးဆိုလက်ခံထားကြောင်းဆက်လက်ပြီးတော့ဘီသူလူထုဘက်ကိုရက်တီလိုပါကတနင်္လာရီတိုင်းစစ်တပ်နာရဲ့တရင်တပွဲတွေနဲ့နေဆိုင်ရာတော်လိုင်းရေးတပ်များထံအများဆုံးပူပေါင်းကြရန်တိုက်တွန်းလိုကြောင်းဒါပြင် တနင်္လာရီတိုင်းစစ်တပ်နာရဲ့တရင်တပွဲများထံ လမ်းနဲ့များတဲ့တူလင်းဝင်ရောက်လာမယ်ဆိုရင်ထိုက်တန်စွာခုံပြုတ်ချင်းမြင့်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။အလားတူရှမ်းပြည်နယ်အောင်ချိုမြို့နယ်မှာလည်းစမူတန်တတတအူလင်းဝင်ရောက်ခဲ့တယ်လို့ကြောင်မဲခရိုင်ထူတက်ခဲ့ရေးဖွဲ့မှထောက်ပို့ရဲဘော်မတ်ရွှေကျူးကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ၁၉နှစ်နေမှာအောင်ချိုမြို့နယ်အတွင်းတရာပြင်းစစ်နေတဲ့စတက်စစ်ကြောင်းမှလိုက်ပါလာတဲ့နန်းလန့်မျိုးအခြေဆိုင်ခါလိုက်ရ၂၄၃တက်ရဲမှစမူတန်တတကိုအောင်ကျော် အဆောင်စစ်သားများအလစ်မှာထွက်ပြေးလာပြီးတော့တောင်မဲခရိုင်ဒုတက်ခရီတပ်ဖွဲ့တံလင်းဝင်ခဲ့တယ်လို့သိရပါတယ်။သူကနောင်ချိုးမှာတရားတွေခင်းပြီးတရားတွေပြင်နေတဲ့အချိန်မှာအဆောင်စစ်သားတွေရဲ့အလစ်မှာထွက်ပြေးလာတာဖြစ်ပါတယ်။လက်ရှိကတော့သူ့ကိုကောင်းကောင်းမွန်မွန်ထားပါတယ်။သူ့ရဲ့မိသားစုတွေစီပြန်ပို့ဖို့စီစဉ်နေပါတယ်။သူ့ရဲ့မိသားစုနဲ့တွေ့ပြီးရင်တော်လန်ရေးတဲ့ကိုဆက်လက်ပါဝင်မယ်လို့ပြောဆိုထားပါတယ်လို့တောင်မဲခရိုင်ဒုတက်ဖွဲ့မှထောက်ပို့ရဲဘော်မတ်ရွှေကျူကပြောပါတယ်။အစောပိုင်းလင်းဝင်လာတဲ့စမှုတန်တတကိုအောင်ကျော် မန္တလေးမြို့ကြောက်ဝိုင်းမှာပေါ်တာဆော့ရဲ့ဖန်ဆီးခံရပြီးမကွေးစုဆောင်ရေးတပ်တို့ပိုးဆောင်ခံခဲ့ရကြောင်းအရင်နောက်မှာမိသားစုနဲ့ဆက်သွယ်ပြတ်တောက်ကောင်နန်းလန့်မျိုးတို့ပိုးဆောင်လိုက်ပြီးတော့စမှုတန်ပတ်စင်စနစ်ကိုတက်ရောက်ခဲ့ရသူဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရေသာရှိမျိုးနဲ့ရွာတဲ့ခြေဝါမှာရှိတဲ့အချမ်းဘတ်စက်တက်စကန်းကိုတိုက်ခိုက်သိမ်းပိုက်မှုတို့မှာဒုတိယဗိုလ်မှူးကြီးညင်ညင်နိုင်ပါဝင်စစ်သား55ဦးတည်ဆုံပြီးစစ်တုံးမှန်2ဦးနဲ့တူလက်နက်ခဲယမ်းများတင်ဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် ကိုးတိုင်းရေဒါရှိမျိုးနယ်စတောင်းမြေရှေးဘက်ကံရွာတဲ့ခြေဝါမှာထိုင်ချတက်ဆွဲထားတဲ့အချမ်းဘက်စကောင်းစီတသားများကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာဒူဖို့မူကြီးညီညီနိုင်အပါဝင်စတား15ဦးတည်ဆုံးပြီးစတုံးမှန်2ဦးနဲ့အတူလက်နက်ခဲယမ်းများတင်းစရရှိကြတယ်လို့အမှတ်နဲ့ဆက်စင်ရည်နေမြေတာဝန်ရှိသူတဦးကပြောပါတယ်ရမန်နေအော်တိုဘားလာ20ရက်နေ့ကရေဒါရှိမျိုးနယ်စတောင်းမြေရှေးဘက်ကမ်းမှာရှိတဲ့ရွာတဲ့ခြေဝါမှာအင်အား60ခန့်နဲ့ထိုင်ချတက်ဆွဲထားတဲ့စကောင်းစီတက်စကန်းကိုဝင်ရောက်တိုက်ခတ်ရမှာ အစိုးရစကောင်းစီတပ်သားများအထင်းနာပြီးစုခွာထွက်ပြေးသွားကြောင်းအဲဒီလိုစစ်သားများစုခွာထွက်ပြေးသွားမှုကြောင့်ရွာတဲ့ခြေဝါထိုင်စကန်နဲ့ခြေဝါတို့မှရှိတဲ့စကောင်းမရှင်တက်ရဲ့ကင်းစကန်များအလုံးကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်အစိုးရတိုက်ပွဲတို့မှာအချမ်းဘတ်စကားဆတက်မှတက်ရဲမှုဒူဖို့မှုကြီးညင်ညင်နိုင်ပါဝင်စစ်သား15ဦးတည်ဆုံးခဲ့ပြီးတော့အချမ်းဘတ်စစ်တုံးမှန်2ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းတည်သွားတဲ့တက်ရဲမှုဒူဖို့မှုကြီးညင်ညင်နိုင်ဟာလေကြောင်းရံကာကွယ်ရေးတပ်လာကာတာ2029မှာဖြစ်ပြီး လက်ရဖမ်းဆီးတဲ့အချိန်မှာပြင်စတိုထုတ်ပြီးခိုးခတ်မှုပြုလုပ်တာကြောင့်အသေးပြတ်တက်လိုက်ရခြင်းဖြစ်တယ်လို့သိပေးထားပါတယ်။မနေ့ကရွာသေးတိုက်ပွဲမှာတရင်မှုဥပါဝင်15ဦးသေတယ်။ပြီးတော့လက်နက်တွေလည်းရပါတယ်။နောက်ပြီးတေသွားတဲ့စကားဆာတရင်မှုကဒုဖို့မှုကြီးညင်ညင်နိုင်ဖြစ်ပြီးတော့လေချောင်းရံကာကွယ်ရေးလာကာတာတက်ကဖြစ်ပါတယ်။တို့မှာအိမ်အောင်ရှိပြီးတော့ဇနီးနဲ့သားသမီးတွေကနေပြီးတော့မှနေထိုင်တယ်လို့သိရပါတယ်လို့အမတ်နဲ့ဆက်စင်ရင်နေမိတာဝန်ရှိသူတို့ကပြောပါတယ်။ဒါပြင်အချမ်းမဲ့စကားဆာတသားများထံမှာ ရုံချမ်းမှာအထိုင်စက်ကြီးတလုံး MA 11အမျိုးအစားတနက်တလန် MA 3အမျိုးအစားတနက်တလန် G3 အမျိုးအစားတနက်သုံးလန်60မမတလက်ပင်စတိုတလန်60မမ G 5လုံး G ပေါင်း7ခု G မျိုးစုံအတောင်တထောင်ခန့်နဲ့မီးစက်တလုံးတို့ကိုတင်းစရာရှိခဲ့ပြီးဒေါ်လာရေးတဖိုးဝင်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြို့သားညညရေးအစိုးရကာကွယ်ဝင်ကြီးဌာနစေယုံချုပ်ရဲ့လမ်းညွှန်ချက်တိုင်း နေပြီးတော့တိုင်ဆိုင်ဌာနလမ်းအောက်မှာရှိတဲ့တရဲများကစူးပွဲထားတဲ့ဖြူဟာစကြောင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့လေးချောင်းတိုက်ခိုက်မှုများနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြားကပဲဗိမ့်မိနေတဲ့ခြေဝါးနေပြည်သူများကိုတိုက်ပွဲလို့ရနေရသူကဲထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာစကော့မရှင်တပ်ဘက်ကစကူအင်အားအများပြပြန်လဲဖြည့်တင်းပြီးဒိုးဝင်လာတာကြောင့်တိုက်ပွဲငယ်များလည်းဆက်လက်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ဒါကြောင့်စတောင်းမြကန်ဝင်ချက်မှာရှိတဲ့ခြေဝါးများမှာမိဘပြည်သူများအနေနဲ့စစ်ရေးအသည့်တတိနဲ့တွာလာနေထိုင်ကြပါရန်လည်းအသိပေးထားပါတယ်။ လက်ရှိမှာဗျူဟာစကြောင်းနေနဲ့အမတ်နဲ့ဆက်စင်ရင်းနဲ့မြေစတောင်းမြေအရှိပတ်ကန်ရေးတာရှင်နဲ့အခြားဒေသများမှာနေပြီးတော့တိုင်းစစ်ဌာနအနေနဲ့ဆက်စင်ရင်းများအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့အာဆီယံထိပ်သီးစည်းဝေးတက်ရန်အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖိတ်ကြားထားခြင်းမရှိတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မယ်။အာဆီယံထိပ်သီးစည်းဝေးတို့တက်ရောက်ရန်အကြံဖတ်မင်းအောင်လှိုင်ကိုဖိတ်ကြားထားတာမရှိဘူးလို့သိရတယ်လို့ မလေးရှားအစိုးရနဲ့ပုံမှန်ထိတွေ့ဆက်ဆက်မှုတွေပြုလုပ်နေတဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။လာမယ့်အော်တိုဘာလ26ရက်နေ့ကနေအော်တိုဘာလ28ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန်ခေါင်းဆောင်စီရင်မှာအချမ်းဘတ်မယောင်းလိုင်းပါဝင်တယ်လို့စတက်လော်ဘီတွေကဝါဒဖြန့်နေကြပါပြီလေ။လက်တွဲမှာမလေးရှားကမယောင်းလိုင်းကိုဖိတ်ကြားထားခြင်းမရှိဘူးလို့သိရပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားကထိပ်သီးစည်းဝေးတက်ဖို့စစ်ကောင်းဆောင်ကိုဖိတ်ထားတာမရှိဘူး။ ထိတ်သေးစိဝဲတက်ဖို့ကအာဆီယံဥက္ကဋ္ဌကဖိတ်မှတိုက်ရတာပါအခုတက်တိတော့ဖိတ်ထားတာမရှိဘူးလို့သိရတယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနနဲ့ထိတွေ့ဆက်ဆက်မှုရှိတဲ့တော်လိုင်းကြီးသတင်းရင်းမြစ်ကဆိုပါတယ်လက်ရှိမလေးရှားနိုင်ငံမှာပြုလုပ်ကျင်းပမဲ့၄၈ကြိမ်မြောက်အာဆီယံထိတ်သေးစိဝဲတက်ရောက်မဲ့ခေါင်းဆောင်များစီးရင်မှာအကြံပတ်မင်းအောင်လှိုင်ရဲ့နာမည်ကိုထည့်သွင်းဖော်ပြကြတယ်မလေးရှား News Star Radio သတင်းဌာနကယခုကမင်းအောင်လှိုင်ရဲ့နာမည်ကိုအာဆီယံထိတ်သေးစိဝဲတက်ရောက်မဲ့ခေါင်းဆောင်များစီးရင်ကနေဖြုတ်ပယ်ပြီး အမားပြင်းစင်မှုတွေလှုပ်ဆောင်သွားတယ်လို့သိရပါတယ်။အဆိုပါအာဆီယံထိပ်သီးဇီးဝေမှာအမေရိကန်ပါဝင်ကမ္ဘာနိုင်ငံကြီးများရဲ့ခေါင်းဆောင်တချို့တက်ရောက်ကြမှာဖြစ်ပြီးအဲ့ဒီထဲမှာရှေးတီမော်နိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်လက်ခံခြင်းအာဆီယံဥက္ကဋ္ဌရာထူးကိုဖိလစ်ပိုင်နိုင်ငံတို့လွှဲပြောင်းခြင်းပါဝင်ကမ္ဘာရေးရာနဲ့မြန်မာရေးရာတို့ကိုလည်းဆွေးနွေးသွားမှာဖြစ်တယ်လို့မလေးရှားမှလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ချောင်းမရွာတိုက်ပွဲကနေရလာတဲ့စကားဆရဲ့လက်နက်တွေကိုအမိန်ပြန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ စကိုင်းတိုင်းကဏီမြို့နယ်ချောင်းမကျေးရွာတိုက်ပွဲကနေရရှိခဲ့တဲ့စကောင်းစီတက်ရဲ့လက်နက်တွေကိုအမိန်ပြန်ပြီးမှရဲဘော်တွေကိုကိုင်းဆောင်စေတယ်လို့ရင်မပင်မြို့နယ်ပကပ ULF စစ်ကြောင်းမှတာဝန်ရှိသူကပြောပါတယ်။အတေဖြစ်ခတ်ခဲ့ရတဲ့စကားဆတတားတွေစီကနေလက်နက်တွေဖြစ်လို့အခုလိုအမိန်ပြန်ပေးရတာလို့လည်းဆိုပါတယ်။နောက်ပြီးအရင်ကလည်းတေဆုံးတဲ့စကားဆတတားတွေစီကရတဲ့လက်နက်တွေကိုအခုလိုအမိန်ပြန်ပြီးမှပဲကိုင်းဆောင်ရတယ်လို့လည်း ULF စစ်ကြောင်းပြောရေးစုပွင့်ရှိသူကဆိုပါတယ်။ ိုက်ချိန်တုန်းကအတေမိခဲ့တဲ့စကွေးတွေစီကလက်နက်မို့လို့အမိန်ပြန်ပြီးမှရဲဘော်တွေကိုကန်ဆောင်စေတာပါလို့၎င်းကရှင်းပြပါတယ်။အစောပိုင်းရုတ်တန့်ဖိုင်မှာအမိန်ပြန်တဲ့လက်နက်တွေဟာပြီးခဲ့တဲ့စတင်ဘာလ7ရက်နေ့ကချောင်းမရွာတိုက်ပွဲကနေတပ်ပြတ်ပြီးကစင်ကလေးရထွက်ပြေးရတဲ့စကားဆစစ်ကြောင်းကိုခြားပြတ်တိုက်ခိုက်ရကနေရရှိခဲ့တာဖြစ်ပါတယ်။အစောပိုင်းခြားပြတ်တိုက်ခိုက်မှုတွေမှာစကားဆတသား2ဦးတိစုံပြီး AMI-1 နှစ်လက်နဲ့ဂျီတွေတင်ဆက်ရရှိခဲ့တာလို့ ULF ကကနဦးထုတ်ပြန်ထားပါတယ်။ အခုလိုတိတ်ဆုံးတဲ့စကားဆတသားတွေစီကနေရတဲ့လက်နက်ခဲယမ်းတွေကိုအမိန်ပြန်နံပေးတာဒါမှမဟုတ်ဒေတာအလိုက်ယုံကြည်ချက်တင်နဲ့လှောက်ဆောင်ပြီးမှဒါတွေကိုပြန်ပြီးတော့ကန်ဆောင်တာကိုအခြားတော်လိုင်းအင်အားစုတွေစီမှာလည်းတွေ့ရပါတယ်အစောပါချောင်းမရွာဖြစ်စင်နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလည်းအကြမ်းဖက်စကားဆရဲ့ဒုတက်ချက်နဲ့ဗီဒိုဆက်နေဦးကိုအရှင်ဖမ်းမိပြီးတော့လန်နန်နဲ့ဂျီတွေကို ULF ကသိမ်းနိုင်ခဲ့ပါတယ်ဒါပြင်ချောင်းမရွာကနေစက်တင်ဘာလ29ရက်နေ့မှာထွက်ပြေးလာတဲ့အကြမ်းဖက်စကားဆတသားတဦးကိုလည်းအသေးဖမ်းဆီးမိခဲ့ပြီး လန်နဲ့ထပ်မံတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလောဆုံးနေနားဆင်ခဲ့တဲ့တရင်ပိတ်တများကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါတရင်ဒေါ်လန်ရေးပတ်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။